ပဲခူးတိုင်းတောင်ငူမြို့နယ်ဒုံွယ်ကျေးရွာမှာမေလ28ရက်နေ့ညနေပိုင်းကခရီးသွားလူငယ်၂ယောက်ကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကအကြောင်းမဲ့ပြစ်တက်ခဲ့ပြီးပြည်သူပိုင်းပစ္စည်းတွေကိုလည်းမီးရှို့ဖျက်ဆီးခဲ့ရလို့ရေတာရှည်မြို့နယ်အခြေစိုက်တရင်3504တက်ခွဲတစ်စီကနေသိရှိရပါတယ်။ဒုံးနယ်ကျေးရွာအနီးထုံးဖို့ကြီးရွာတက်စခန်းမှာအင်အားတရာဝင်းကျင်တဲ့အထိုင်ချနေတဲ့စစ်ကောင်စီတပ်တွေကဆိုင်ကယ်စီးလာတဲ့လူငယ်နှစ်ယောက်ကိုဒုံးနယ်ရွာကွန်ကရစ်လမ်းထိပ်မှာပစ်တက်ခဲ့လို့သိရပါဗျ။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ပြစ်ခတ်မှုကြောင့်အသက်30ကျော်ကိုဖိုးလုံးနဲ့ကိုရဲစော်တို့တိဆုံခဲ့ရပြီးမိသားစုဝင်တွေရဲ့လုံခြုံရေးကြောင့်နေရဲလိပ်စာတွေကိုလှုပ်ဝက်ပေးထားရတယ်လို့ဆိုပါရယ်ပြစ်ခတ်ခံရတဲ့သူတွေဟာအရက်သားစစ်စစ်ဖြစ်ကြပါရယ်သူတို့စီလာတဲ့ဆိုင်ကယ်နဲ့အခင်းပြစ်တဲ့နေရအနီးနားကနေအိမ်တွေကိုလည်းမီးရှို့ဖျက်ဆီးသွားတယ်လို့တရရင်3504ရဲ့ပြောရေးဆိုခွင့်ရှိသူကိုထိန်လင်းက TVB ကိုပြောပါရယ် ဒီအပိုင်းနဲ့အတွင်းတောင်ငူမြို့နယ်အတွင်းတောင်ငူလိပ်တိုလမ်းမိုင်းကကျေးရွာတွေကိုစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးနေတဲ့အတွက်ဒေသခံတွေဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရပါတယ်ရှင်။